င်္ဂလာပါရှင်တရုတ်ပိုင်းတထောင်မောင်းချန်နယ်ကြိုဆိုပါတယ်ရှင်ဒီနေ့မှာပေါ့နော်သူကိုစီပြန်လာမလားဆိုရယ်ဗီဒီယိုလေးလုပ်ပေးပါမယ်အဲ့တော့တစ်ဖက်သူကိုစီပြန်လာမလားပေါ့နော်အပိုင်ဝိုင်းပိုင်လူပိုင်ထွေခွဲပေးထားတယ်ပေါ့နော်ဒီနေ့ရင်းနဲ့ general နဲ့ဖြစ်ပါတယ် time match တွေနဲ့ပါအဲ့တော့အားလုံးနဲ့လည်း reason နဲ့ဖြစ်ချင်မှဖြစ်မယ်ဒီပုံမှာ strategy မထားဖို့လည်းပြောပြောချင်ပါတယ်နော်အဲ့တော့ကျွန်မရှိမှလည်း personal reason လေးလာဖတ်လို့ရပါတယ်နော်အဲ့တော့ဟိုပိုင်ဝိုင်းပိုင်လူပိုင်ထွေကိုတိကျတဲ့စုံစမ်းချက်ကိုကိုအောင်ပြပြလို့မှပိုင်လေးယူလို့ရပါတယ်ကျွန်မပိုင်ဝိုင်းအစပြောပြမယ်နော် တော့ပုံစံအတန်လေးပါခဲ့ဈေးတဲ့တဲ့လေးပါခဲ့လို့ရှိရင်တော့ခွလို့ပေးပါကျွန်မတို့ရှိမှတော့ဈေးတဲ့ရလည်းဈေးတဲ့အများဆုံးကျွန်မတို့လမ်းကတော့ဖြတ်ဖြတ်တန်းတဲ့လမ်းဖြစ်နေရပါဘောမနက်ကလည်းညကြီးကတော့အဲ့လိုဖြစ်နေရပါဘောနော်အတန်လေးတော့ပါလိမ့်မယ်နော်အော်သူတင့် energy သူ sorry တင့် energy သူ energy ပေါ့နော်ဒါကျွန်မတင့် energy ရင်းစပေးမယ်နော်အဲ့တော့ပိုင်ဝန်လေးကြီးကတစ်ဖက်သူနဲ့ပတ်သက်ပြီးတော့မှလေဒီမှာ missing look at your photo missing you ပေါ့နော် nostalgia make new memory memory ဆိုတော့ တဖက်သူကိုသတိရနေရယ်သူနဲ့ပတ်သက်ရဲ့အဲ memory လေးတွေကိုသတိရတယ်အမှတ်တရဖြစ်နေတာမျိုးတွားခဲ့လာခဲ့တဲ့နေရာလေးစအတူစားခဲ့တဲ့နေရာလေးသတိရနေတာမျိုးအဲလွမ်းနေတာမျိုးပေါ့နော်နောက်တစ်ခုကသူ့ပုံလေးကိုထောက်ကြည့်မိရယ်ပေါ့နော် social media မှာတော့၎င်းသူနဲ့ကိုယ်နဲ့တွေ့ခဲ့ပုံလေးရှိလို့ရှင်ထောက်ကြည့်မိတာမျိုးပေါ့နော်အဲ လာတစ်ခုကသူ့နဲ့ကိုနဲ့ဒီမှာတွေ့ရတာလေကန်းချင်လေးသူသွားခဲ့တာရှိရဆိုရင်တချို့လေးမှာကန်းချင်သူသွားခဲ့တဲ့အမှတ်တရလေးကြည့်ပြီးတော့မှတတိယနေတဲ့အော် memory တက်လာတဲ့မှာဒီ memory ပုံလေးကိုကိုယ်မှမရှင်းပြန်ပြန်ပြီးတော့အစ်စ်ပြန်လဲတင်းစီးတာမျိုးပေါ့နော်ဒီမှာဆိုပိုင်ဝန်လေးရဲ့တဖက်သူနဲ့ပတ်သက်ပြီးတော့မှလေကိုကပြန်လဲအစ်စ်ပြန်ဟိုပေါ့မမိုရီအစ်စ်ပြန်လိုချင်တယ်ပြန်ပြီးတော့မှတွေ့ချင်တယ်ပေါ့နော်ကိုဘက်ကတော့သူ့ကိုလိုလားတယ်ဆိုတဲ့အနေထားတော့ပိုင်ဝန်လေးတွေမှာတွေ့ရတယ်သူ့ဘက်ကအနေထားတော့မသိဘူးပေါ့နော်ကိုဘက်ကသူနဲ့ပတ်သက်တဲ့ အဲတတိယမှုလေးတွေရှိရဲလွမ်းနေရဲဆိုတဲ့အနေအထားကတော့တွေးရတယ်အဲ့တော့ကိုယ်စိတ်ထဲမှာသူရှိနေရတော့ဗောနော်တစ်ဖက်သူအနေအထားအဲတစ်ဖက်သူကတော့ချဲတဲ့ energy တော့ရှိရဲဗောနော်ဒီမှာဆိုရင်အဲသူသွားမဲ့ဟိုရီမန်းချက်တစ်ခုကိုတော့သူ လင်းမြန်စွာနဲ့သွားနေရကိုရှိတဲ့သူလာဖို့တော့အဲရွေးချက်တော့ရှိရတော့တွေ့ရတယ်ဗောနော်အဲသူသွားမဲ့အနေအထားလည်းသူအချိန်တိုသွင်းပြီးစရာသွားလှုပ်ဆောင်နေရစူးစမ်းနေရအဲဗောနော်ဟိုရွေးချက်တစ်ခုလည်းသူရှိရဒီရောက်သွားနေရဗောနော်အဲအနေအထားတစ်ခုတော့သူတွေ့ရတယ်ကိုနဲ့ပတ်သက်တဲ့အဲခန်းသားချက်တော့ရှိရဗောနော်ဟိုရွေးမချက်လည်းရှိရကိုနဲ့ပတ်သက်တဲ့ခန်းသားချက်ရွေးချက်လည်းရှိရဗောနော်သူကိုရှိလာခြင်းလည်းဆိုရင်အနေအထားတော့တွေ့ရတယ်ဆိုတော့လေဟိုကိုရှိဒီမှာဒီမှာတော့တွေ့ရလာခြင်းတဲ့အနေအထားရှိရတစ်ဖက်သူပါလေအဲ စိတ်မှာစိတ်ကတော့ရှည်သူလာလူကတော့မလာနိုင်သေးဘူးပေါ့နော်သူစူးစမ်းမှုတစ်ခုတည်းသူအတော့အောင်မယ်ဆိုတော့မလာနိုင်သေးဘူးဆိုတဲ့အနေထားတွေ့ရဆိုတော့ကျွန်မတဲတော့နဲ့ကြည့်ပြီးမယ်နော်အော်တဖက်သူကိုရှည်ပြလာမလားသိချင်ပါတယ်ဆိုတော့ကျွန်မလေးကဆွဲပြီးတော့မှအပြစ်ထုတ်လိုက်မယ်နော်အော် သူကတော့လာချင်စိတ်တော့ရှိရေပေါ့နော်အော်တကယ်လာမလားတော့ပြောတတ်ဘူးပေါ့နော်သူရလာချင်စိတ်ကတော့ရှိတယ်ကိုယ်တတိယလိုကိုတတိယဆိုတော့သူ့ဘက်ကတတိယလိုဆိုတော့ဆက်ချင်းဆက်နေမှုလေးရတော့ အဲရှိရဆိုတဲ့အနေအထားတွေ့ရတယ်เนาะအဲ့တော့ပိုင်ဝန်းလေးစီတစ်ဖက်သူပြန်လာမှသိချင်ပါတယ်အဲ့တော့ပိုင်ဝန်းလေးတစ်ဖက်သူပြန်လာမှသိချင်ပါတယ်ဖက်သူပြန်လာမှသိချင်ပါတယ်ထာဝရငွေရှိတယ်ဟုတ်ပြန်လာလို့ရှိရေเนาะတဖက်သူเนาะအဲ့တော့အဲ့တော့ညှက်သွားချက်မှာလေဒီမှာကြည့်ရတာလေ ဟိုဒီမှာကြည့်ရတယ်ညသောချက်မှာလေအနေထားတစ်ခုမှာဆိုဆက်သက်ပြတ်သွားတာမျိုးပေါ့နော်ဂျာတာတထာဝါနဲ့ဂျင်းနဲ့လေးအချင်းကလားတစ်ခုဝေးကွာခဲ့ရဲဆိုအနေထားတော့တွေ့ရတယ်နော်အဲ့တော့ဟိုကိုကလည်းကို့အလုံးဒီမှာဆိုရင်ဒီမှာလည်းကိုကလည်းကို့အတွက်ကိုပိုင်ဝန်းလေးရကို့အတွက်ကိုပေါ့နော်ကို့ဘဝအတွက်ကိုစူးစမ်းအထောက်မှုလည်းကိုလုပ်နေရတယ်ဆိုအနေထားမျိုးလည်းရှိနေမယ်ပေါ့နော်တစ်ဖက်သူအနေထားလည်းသူစူးစမ်းအထောက်မှုသူရှိတဲ့အခါမှာညသောချက်မှာနှစ်လေးအဲ busy ဖြစ်တာမျိုးဒါမှမဟုတ်လည်း အဲအနေအထားတစ်ခုကြောင့်အဆက်အသွယ်ပြတ်သွားတဲ့ကာလတစ်ခုရှိခဲ့လိမ့်မယ်ပေါ့နော်ကိုကသတိရအောင်လက်ရှိနေထားမှာတော့အဲအဆက်အသွယ်ပြတ်တဲ့အနေအထားတစ်ခုနဲ့အဲဝေးကွာသလိုခံစားရတဲ့အနေအထားပေါ့သူနဲ့ကိုနဲ့ကြမ်းမှာလအနှဲငယ်အဲထဝါနဲ့ချင်းနေရတော့ဝေးကွာသွားတာမျိုးရှိလိမ့်မယ်ဒါပေမဲ့ပြန်လဲအဆက်အသွယ်တွေရပြီးတော့မှသူတို့ပြန်လဲပြီးတော့မှသူပြန်လာဖို့ရှိရဲပြန်လဲအဆက်အသွယ်တွေရသွားတယ်ဆိုအနေအထားမျိုးတွေ့ရတယ်ပိုင်ဝန်လေးတွေအဲ့တော့တိရဲတိကျတဲ့တစ်ဖက်သူကဒီလိုမျိုးကိုနဲ့သူနဲ့ကြမ်းမှာ အဆက်တွေပြတ်ပေမဲ့လည်းသူကကိုရှိလိုက်ဟိုအဆက်တွေရအောင်စူးစမ်းတာမျိုးပေါ့နှစ်ယောက်သားချာကိုကလည်းပြန်ပြီးတော့မှ try နဲ့အဆက်တွေပြန်ရပြီးတော့မှဟိုပြန်လဲအဆင်ပြေသွားတာမျိုးလည်းတွေ့ရတယ်ပေါ့နော်သူက four hours မှာဆိုရင်လည်းတေချာတဲ့တစ်ဖက်သူကိုရှိပြန်လာမှာကိုရှိပြန်လာတာလုံးဝကိုဟိုပေါ့ ဟိုလုံးဝရေရှည်အတွက်ပြန်လာတဲ့အနေအထားမျိုးပေါ့နော်ရေရှည်မဲဆိုက်ထိသွားမယ်ဆိုတဲ့အနေအထားမျိုးပျော်ပျော်ရွှင်ရွှင်လေးနဲ့ဖြတ်သန်းမယ်ဆိုတဲ့စိတ်ဆန္ဒစိတ်ဆန္ဒတခုကိုယ်ပျော်ရွှင်မှုတွေပေးချင်တဲ့အနေအထားတခုနဲ့ပြန်လာတယ်ဆိုတဲ့ရည်ရွယ်ချက်တခုသူ့မှာရှိရယ်နော်အဲ့တော့ကိုယ်ကလည်းဒီမှာဟိုသူ့နဲ့ကိုယ်နဲ့ကြား energy ဘယ်လိုကြောင့်ဟောင်းပါလဲဆိုတော့လေကိုယ်ကလည်းကိုယ့်အလုပ်တွေကိုဒီမှာဥတီချက်တခုနဲ့သွားနေရလက်ရှိမှာတော့တင်သတိရနေရပေါ့နော်ကိုယ့်ရဲ့ဒီသူ့နဲ့သူ့နဲ့ကိုယ်နဲ့ကြားအတိတ်မှာဆိုလို့ရှိရင်ကြည့်ရတာလေ ကိုကလည်းကိုလို့တော့ကိုဘွားအတွက်ကိုရဲ့တော့တက်ပွားမှုအတွက်ကိုဘွားဟိုစူးစမ်းမှုရည်တည်မှုတစ်ခု independent ဖြစ်ချင်တဲ့အနေအထားတစ်ခုလည်းကိုစူးစမ်းနေရတယ်သူ့ဘက်ကလည်းစူးစမ်းအထောက်အထုမှာလည်းတာဝန်လေးရှိရဲ့ဆိုစူးစမ်းတဲ့အခါမှာနောက်သားချက်မှာတာဝန်လည်းရှိနေတော့ခဏအချိန်ကာလတစ်ခုဝေးကွာသွားခဲ့ကြရတယ်ပေါ့နော်ပြီးတော့မှပြန်ဆုံတွေ့ပြီးတော့မှသူတို့နှစ်ယောက်ကပြန်လည်းတွေ့ကြရတယ်ဆိုတဲ့အခါမှာအဲဆိုသူကိုရှိပြန်လာဖို့ရှိတယ်ပြန်လာဖို့ပြန်ဖို့ပြန်လာမှာနော်ပြန်လာရွေးချက်ကလည်းဒီမှာကြည့်ပေါ်ရောင်းအနေနဲ့လုံးဝအရန်ကောင်းမွန်တဲ့အနေအထားနဲ့ပြန်လာမယ်ဆိုတဲ့အနေအထားအဲ့တော့အဆက်တွေကတော့ညောက်တာချက်မှာအဲ အဲ့အချိန်ကာလတစ်ခုတော့ပြတ်တောက်သွားတဲ့အနေထားပါလားအနေငယ်ဒါမှမဟုတ်လည်းနှစ်အနေငယ်ဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်နှစ်အနေငယ်လားအနေငယ်ဖြစ်ပြတ်တောက်သွားပြီးတော့မှပြန်လဲပြီးတော့မှအဆင်ပြေပြီးတော့မှပြန်လဲကိုရှိရောက်ရှိလာမယ်ပြန်လာမယ်ဆိုတဲ့အနေထားတွေ့ရတယ်နော်ပိုင်ဝန်းလေးတွေအရန်ကောင်းတဲ့ကက်ကလေးပါအဲ့တော့သူနဲ့ကိုနဲ့အတိတ်မှာနဲ့အဆင်ပြေရလေးရှိခဲ့နေတော့မှဒီအနေထားတစ်ခုကလုံးဝအဆင်ပြေပြီးတော့မှကို့ဘောစိတ်ချမ်းသာစားနဲ့ကို့ကိုစိတ်ချမ်းသာမှုတွေပေးမဲ့ energy မျိုးသူ့ဘက်ကနေတွေ့ရတယ်ပေါ့နော်ပြီးတော့ရှင်လေးသွားမဲ့လိုက်အနေထားလည်းတွေ့ရတယ်နော်ဒီမှာ401မှာဆိုရင်လေ တော့ပိုင်ဝန်းလေးတက်ကဒီလောက်ပဲကျွန်မပိုင်ထူးလေးသွားလိုက်မယ်နော်ပိုင်ထူးလေးတွေပိုင်ထူးလေးမင်္ဂလာပါရှိတဲ့တင်းမှာပိုင်ထူးလေးပေါ့နော်သူကိုရှိပြန်လာမလားဆိုတာကြည့်ပေးမယ်နော်အဲ့တော့ဒီမှာသူ energy မကို energy သူ energy ပေါ့နော်တင်း energy ရင်ကြည့်မယ်အဲတင်း energy breakup တွေဖြစ်နေပါလား separation နဲ့ silent treatment တွေဖြစ်နေတယ်နော်အဲ့တော့ ကိုကလေတစ်ဖက်သူနဲ့ပတ်သက်ပြီးတော့မှအဲဒါအတိတ် energy ဖြစ်ဖြစ်ကောင်းဖြစ်မယ်တောင်းမလို့လက်ရှိ energy လည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်သူနဲ့ကိုနဲ့ကြမှာ nearly separation ဖြစ်သွားတာမျိုးအချိန်ကလာတစ်ခုဒီမှာတွေ့ရတာလေအဲကို silent treatment ဆိုတော့ကိုဘယ်သူမှမသိအောင်ကိုကိုကူစားနေတာပေါ့နော်ကိုရဲ့စိတ်ကိုကူစားတယ်ကိုကိုပြန်လည်ရှင်းသန်းအောင်နေနေရတဲ့အနေအထားမျိုးအဲ one night ကြွေးရတဲ့အနေအထားမျိုးလေးတွေ့ရတယ်ပိုင်ဝန်းလေးတွေမှာလေး အဲ sorry ပိုင်းတူးလေးတွေမှာပေါ့နော်အဲ့တော့ပိုင်းတူးလေးရာနည်းနည်းသူ့နဲ့ကိုနဲ့ကြာနည်းနည်းအဆင်ပြေဖို့ negative energy လေးရှိရဲဆိုတော့ဘလို့အကြောင်းအရာရှိလဲတော့ပြောတတ်ဘူးပေါ့နော်တေချာကကိုယ့်ကိုကိုစားပြီးတော့မှကိုယ့်ကိုပြန်လဲပြီးတော့မှထူထောင်ပြီးတော့မှကိုပေါ့နော်ရက်တည်ရဲဆိုအနေထားမျိုးလေးတွေ့ရတယ်ပေါ့နော်အဲ့တော့ကျမကတစ်ဖက် energy ကြီးမှာနော်အဲ့တော့တစ်ဖက်နဲ့ကိုနဲ့ကျမနည်းနည်းအဆင်ပြေမှုလေးအိုးစနိတ်ပဲတစ်ဖက်သူကနည်းနည်း hiding လုပ်တယ်နော်စနိတ်ဆိုတော့ negative energy တွေ့ရတယ် hiding လုပ်တယ် ဟိုနက်လေးလက်ပြားချင်းနဲ့စကားပြောဆိုတာစပေါ့လက်ပြားချင်းနဲ့နက်လေးတချို့ဟာလေသူ့ကိုဟိုတခြားမချပြတာမျိုးဟိုပွလင်းမှုမရှိတာမျိုးပေါ့ပြောမယ်ဆိုရင်ဟိုကိုသူ့နဲ့ကိုနဲ့ကြားမှာဆိုလို့ရှိရင်ဟို pretend ပေါ့တချို့ယာသူဟန်ဆောင်တာမျိုးတွေလည်းရှိရဲအဲဒီနေ့တော့ကိုသူ့နဲ့ကိုနဲ့ကြားအဆက်သက်ပြတ်သွားတဲ့အနေအထားမျိုးတော့တွေ့ရတယ်ပေါ့နော်တေချာသူပေါ့ကိုပေါ့နည်းနည်း hiding လေးရှိရဲပေါ့နော် hiding နေထားလေးရှိတယ်ဟိုပေါ့ နည်းနည်းကိုပေါ်လှည့်ရှားခြင်းလေဆိုအနေထားမျိုးနဲ့တင်းတို့နှစ်ယောက်ကြမှာသူတို့သူ့ဘက်က negative energy ကြောင့်သူတို့အနေထားတွေနဲ့ break up ဖြစ်သွားတယ် separation ဖြစ်သွားဆိုအနေထားမျိုးတော့တွေ့ရတယ်ဆိုတော့လေသူကနည်းနည်းလေးကိုပေါ်ပွင့်လင်းမှုမရှိတဲ့အနေထားမျိုးပေါ့နော် hiding လုပ်တဲ့ဟို ။တကယ်လားနှစ်ယောက်သားထဲမှာတက်ပါသေးအနောက်ရှင်များရှိတာမသိဘူးဗောနော်ဒီမှာကြည့်ရတာလေသူတို့အနောက်ရှင်ကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်မယ်။ဒီနေ့သားကြောင့်သူတို့တင်းတဲ့သူနဲ့ဝေးကွာသွားခဲ့တာပဲလားဗောနော်ဒီမှာ silent treatment တောင်ကိုလို့သူများဟိုကိုကိုအပြင်မှာတော့ကိုကပိုင်ဝမ်ပိုင်တူးလေးရဟိုဟိုအလုပ်တွေလုပ်မယ်ပုံမှန်လေးသွားပြန်မယ်ဂျင်းထဲမှာတော့လုံးဝဟိုဟိုနာကျင်ခံစားနေရဒါမဲ့ ဟိုသူများမြင်လားဆိုတော့လုံးဝမမြင်ဘူးကိုယ့်ရင်ထဲမှာပဲကိုယ်ကိုယ်စားပြီးတော့မှဘယ်သူမှမပြောပါနဲ့ကိုယ်ကတိတ်တဆိတ်လေးကိုယ်ခကိုယ်ခန်းစားချက်ကလေးကိုကိုယ်ပြန်ပြီးတော့မှပေါ့နော်ကိုယ်ရင်ကိုယ့်ရဲ့ခန်းစားချက်လေးကိုကိုယ်ပြန်ပြီးကိုယ်စားနေရပေါ့တစ်ဖက်သူအနေထားဟိုတွေ့ရတော့တစ်ဖက်သူကြောင့်ပေါ့တစ်ဖက်သူကဒီမှာကြည့်တေချာတင်းကိုတခု hiding လုပ်ထားတဲ့သူမျိုးပေါ့နော်အမှန်တကယ်ပြောမနဲ့တစ်ခါတလေဟန်ဆောင်နေဟန်ဆောင်နေ two face ဖြစ်တဲ့ two face နေချာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်မျက်နှာနှစ်ခုရှိတဲ့သူမျိုးပေါ့နော်အဲဒီကိုယ့်ရှိမှတစ်မျိုးကိုယ့်ကိုယ်ရမှတစ်မျိုးနဲ့အဲဒီလိုအနေထားမျိုးလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ ဒီလိုအနေထားမျိုးနဲ့တော့တွေ့နေရတယ်တစ်ဖက်သူအနေထားမှာတော့အဲ့တော့သူကကိုယ့်အစီပြန်လာမလားပေါ့ကျွန်မကြည့်မယ်ပေါ့နော်သူကသင်ရတော့သူနဲ့ပတ်သက်ပြီးတော့မှအရန်ဟိုစိတ်နည်းနည်းလေး separation ဖြစ်တဲ့ခါမှာ break up ဖြစ်ပြီးတော့မှအသေးကွဲပြီးတော့မှခံစားမှုတွေရှိခဲ့ရဆိုအနေထားဆိုတော့လေဒီကာလကဒီ energy ကအတိတ်က energy ဖြစ်လည်းဖြစ်မဲ့ဒါမှမဟုတ်လည်းလက်ရှိ energy လည်းဖြစ်ကောင်းဖြစ်နိုင်မယ်ပေါ့နော်အပိုင်တူးလေးတွေရှိကိုအဲတစ်ဖက်သူပြန်လာမှာဆိုသိချင်ပါတယ်ပိုင်တူးလေးတွေရှိအပိုင်တူးလေးတွေရှိတစ်ဖက်သူပြန်လာမှာဆိုသိချင်ပါတယ် အဲ့တော့ပိုင်တူးလေးရှိကိုတစ်ဖက်သူပြန်လာမှာဖြစ်မှာကျွန်မလေးကဆွဲလိုက်မယ်လေးကဆွဲပြီးအဖြေထုတ်မှာနော်အဲ့တော့ပိုင်တူးလေးရှိတစ်ဖက်သူပြန်လာမှာသိချင်ပါတယ်အဲ့တော့ပိုင်တူးလေးရှိတစ်ဖက်သူပြန်လာမှာသိချင်ပါတယ်ဟွန်း energy ကတော့အဲပြန်လာသူကခိနိုင်ခြင်းတယ်ဗောလေအရင်တော့သစ္စာတရားပြန်ရှိပြီးပြောရင်ခိနိုင်ခြင်းတယ်တဲ့သူကတော့အဲအဲ့တော့တစ်ဖက်သူကလေပြောမှဆိုရင်သူပြန်လာခြင်းတယ်ဒီမှာကြည့်အောင် movement တွေကိုကြည့်လိုက်ပါ ပြေးလာစင်းနေရတယ်မှာဒီလုံးဝဟိုလောနေတယ်သူ့ရဲ့ဟိုပြောမှဆိုရင်တစ်ဖက်သူကိုရှိပြန်လာစင်းနေရနော်သူကိုရှိပြန်လာခြင်းနေတယ်ကိုကလက်ခံလက်မခံတော့မသိဘူးကိုကဟိုပြန်လာမလားဆိုရဲ့နေသားမှာဆိုသူပြန်လာခြင်းနေရပြန်လာခြင်းနေရဒီမှာ temperature အနေထားနဲ့သူ့ရဲ့ဒီအရင်ဖြစ်ခဲ့တဲ့တိတ်နဲ့ဖြစ်ခဲ့တဲ့အကြောင်းလေးကိုပြန်လာပြီးတော့ညှိနှိုင်းပြီးတော့အဆင်ပြေလေးသွားခြင်းနေခင်းတော့ကတ်မှာဆိုရင်ဟိုပေါ့ဟို ်တင့်ကိုဂရိအတ္တစာတရားတွေအတ္တပေးမယ်ပေါ့နော်ဂရိတစာတရားအတ္တပေးမယ်အဂရိတိမှုတွေနဲ့တင့်ဘဝတစ်ခုလုံးသူတာဝန်ယူပြီးတော့မှအဲတွားခြင်းနဲ့အရင်လိုမဟုတ်တော့ဘဲနဲ့လုံးဝကိုကွာပြောလို့ဆိုရင်တင့်နားမှာပဲနေပြီးတော့မှတင့်ကိုဟိုတိရှိကိုအမြန်လာခြင်းနဲ့ဆိုအနေထားတင်လက်ခံမှာဆိုရင်ပြောတော့ပေါ့တစ်ဖက်သူပါလေတင်လက်ခံမှာဆိုရင်သူအရင်လိုပုံစံမျိုးမဟုတ်ဘဲနဲ့အဲပြန်လာခြင်းနဲ့အရင်လိုပုံစံမျိုးမဟုတ်ဘူးလုံးဝပုံစံ changes ဖြစ်သွားပြီအဲ changes ဖြစ်ပြီးတော့မှတင့်ကိုတိရှိကိုပြန်ပြီးတော့မှ လာခြင်းလဲဆိုတော့အနေထားမျိုးပေါ့နော်တင်ပွားတစ်ခုလုံးတက်လဲသူမရိစိုက်ရှိကိုသူသွားမယ်ဆိုတဲ့အနေထားမှာဂရုတစ်ခုလဲသူပေးခြင်းတယ်ပေါ့နော်ဂရုတစ်ခုပေးခြင်းတယ်အဲအချင်းတကာလားတစ်ခုပေါ့ဈာမှာဆိုရင်သူသူ့အတွက်ပေါ့နော်ပြောမယ်ဆိုရင်သူမားခဲ့တာလဲရှိကောင်းရှိလိမ့်မယ်ဒီအနေထားမှာသူကိုယ်ပြန်လဲတောင်းပန်ခြင်းနဲ့ဆိတ်ရှိတယ်ပြန်လဲတောင်းပန်ခြင်းနဲ့သူ့နဲ့ပတ်သက်တဲ့အရာလေးကိုပေါ့နော်သူက ခုလပေးစေချင်တယ်ပေါ့နော်ခုနစေချင်တယ်ထမ်ပရမှာတော့ခုနစေချင်တယ်ညှိနှိုင်းပေးစေချင်တယ်ဆိုတဲ့အနေထားနဲ့တစ်ဖက်သူကတော့ပြန်လာချင်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်အဲပိုင်သူလေးကလက်ခံလက်မခံတော့မသိဘူးသူ့ကြောင့်ပိုင်သူလေးကအသက်တော့ကွဲပြသွားပြီးပါပြီအသက်ကွဲပြီးတော့ခံစားနေရတယ်ပေါ့နော်တစ်ဖက်သူကတော့လုံးဝကိုဒီမှာကြီးလိုက်လုံးဝ switch မှာပြေးလာချင်တယ်ကအလော30ရေးရှိနေတယ်အဲအမြန်မြန်ဆန်နေတဲ့အနေထားမျိုးဆိုတော့ ဟိုကိုယ့်ရဲ့အနေထားကိုယ့်ရဲ့စိတ်တဘောထားကို तू လုံးဝကိုတိနေအောင်တိတိနဲ့သူ့ဘက်ကလောက်တာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ် तू ရမလားဆိုရင်ကိုယ့်စိတ်ကိုလာဆန်းတာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ဘောနော်ဒီနေထားမှာအဲ့တော့ तू ကတော့ပြန်လာခြင်းနေတယ်တင့်စီရတခုခုပေါ့နော်အဲတင့်စီရတခုခုလက်ခံတယ်ဆိုတဲ့အနေထားနှိမ့်နိုင်လို့ရတယ်ဆိုတဲ့အနေထားရပြီဆိုတော့လည်းတင့်စီကိုအနေနဲ့အမြန်အောင်လာမှာဒီ energy ကအရန်တိတ်မြန်တယ်ကျွန်မမြင်ရတာလေတိတ်မြန်တယ်မကြခင်နေရာဖြူချတော့ကျွန်မမြင်နေရတယ်ပိုင်ဝန်းနဲ့တိတ်တော့မတူဘူး ပိုင်တို့မှာလောကနီးရပြုချာသူအမြန်ပြေးလာမှာ။ဘာကြောင့်သူနောင်လာတရားလဲသူသိနေရပေါ့။သူမှားခဲ့တာသူသိရခါမှာကျတော့သူတင့်စီကိုအမြန်ပြေးလာမယ်ဆိုတဲ့အရာနဲ့ရောက်ရှိမယ်ဆိုတဲ့အ energy မျိုးတော့တွေ့ရတယ်ပိုင်တို့လေးတွေ။အဲ့တော့သိချာတာပိုင်တို့လေးရှိတော့နီးရပြုချာသိမချခင်တင်းမှာသူတာဝန်ယူမှုတစ်ခုနဲ့ခင်းတော့ခတ်တော့ဒီမှာတာဝန်ယူမှုတစ်ခုနဲ့အဲကိုကိုဂရီးသစ္စာရဲ့အထက်ထပ်ပေးပြီးတော့မှသူလာမဲ့အနေထား။သူအရာအားလုံးနဲ့သူ ပေးဆက်မယ်ဆိုတဲ့အနေထားနဲ့လာမဲ့သူမျိုးပေါ့နော်တင်ပွားတစ်ခုလုံးသူဘယ်လိုမျိုးလဲတင်ဖြစ်ချင်တာဖြစ်ခွင့်ရမယ်ဆိုပြီးတော့တင့်ကိုလည်းအလိုနိုင်မှုတွေနဲ့လာမယ်ဆိုတဲ့အရာကိုတွေ့ရတယ်အဲ့တော့တစ်ဖက်သူကတော့လာခြင်းနေရပေါ့နော်လာခြင်းနေရအဲ့တော့ပိုင်တူးလေးတွေကတော့ဘလို့ဆုံးဖြစ်လဲလည်းမသိဘူးပိုင်တူးလေးဆုံးဖြစ်ချက်မူတည်ပြီးတော့မှသူကသူ့ action ကလုံးဝအပြည့်ရှိမှာလာပဲပိုင်တူးလေးက yes ဆိုလိုက်တာနဲ့သူကလုံးဝကိုတင်တာကိုတင်မကြခင်မှာနေရာဖြုတ်ရှာမှာရောက်လာမဲ့ energy ကိုတွေ့ရတယ်ပေါ့နော် တော့ပိုင်သူလေးတကတော့ဒီလောက်ပဲပေါ့เนาะအဲ့တော့ तू ကိုရှိတော်တော်လာခြင်းနေရာမှာကြည့်ဦးမှာလာခြင်းနဲ့ तू သူ့ရဲ့ပေါ့ပြောမှာဆိုရင် तू तू လုပ်ခဲ့တဲ့အရာလေး तू မှားခဲ့တဲ့အရာကို तू ကလည်းပြန်တောင်းပန်ခြင်းပိုင်သူလေးတွေနဲ့ဟိုလေပြောခြင်းနဲ့ရှင်းပြခြင်းနဲ့ तू ပိုင်သူလေးကိုသူ့ပေါ်ထားတဲ့အဲအချစ်ရဲ့တန်ဖိုးပေါ့เนาะတန်ဖိုးအဲနားလည်မှုသူအပြေဝရှိရဲ့အရာအစာရတဲ့သူတည်ရဲ့ဒါပေမဲ့သူ သူ့အကိုဘယ်လိုမျိုးသူ့ကိုသူ့သူ့ဟိုဖြစ်မလားဆိုပြီးတော့ကိုလာဆန်းတဲ့သဘောနဲ့လောက်ကြည့်ရမျိုးလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်တင်းနေစားပိုင်းပိုင်းတို့လေးရလုံးဝကိုပေါ့နော်သူနဲ့ separation တစ်ခုမှာလုံးဝဟိုအဆက်အသွယ်မလုပ်တာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်အဲအဆက်အသွယ်လုပ်တာဖြစ်ကောင်းဖြစ်လိမ့်မယ်လုံးဝမဆက်သွယ်တာဖြစ်လိမ့်မယ်ဒါပေမဲ့သူ့ဘက်ကသူတီဟိုပေါ့တင်းနေစားတစ်ခုမှာသူတဖြည်းဖြည်းနဲ့သူသိရှိနားလဲပြီးတော့မှ ပြန်ပြီးတော့မှကိုရှီကိုပြန်လာခြင်းနဲ့အနေထားဆိုတော့သူလက်ခံပိုင်တူးလေးလက်ခံသူလာမယ်လက်မခံတော့သူကတော့အဲသူလာလို့မရဘူးပေါ့နော်အဲအဲ့လိုတော့ရှိပါတယ်အပိုင်တူးလေးတကတော့တစ်ဖက်သူကတော့ပြန်လာခြင်းနဲ့ဆိုအနေထားပြန်လာမယ်လို့အဖြေထွက်ပါတယ်ကိုရဲ့အဲလာလက်ခံဖို့လက်မခံဖို့ကတော့ပိုင်တူးလေးတွေရဲ့ဆုံးမချက်ဖြစ်တယ်ပေါ့နော်အဲ့တော့ပိုင်တူးလေးတကတော့ပါပဲကျွန်မပိုင်တူးလေးသွားလိုက်မယ်နော် တော့ပိုင်ထွေးလေးတွေပိုင်ထွေးလေးမင်္ဂလာပါရှင့်ဒီနေ့မှာပိုင်ထွေးလေးပေါ့နော်သူကိုစီပြန်လာမလားဆိုတာကြည့်ပေးပါမယ်ဒီနေ့ရင်းလက် channel လေး time lapse ရင်းလေးဖြစ်ပါတယ်အတော့သူကိုစီပြန်လာမလားဆိုတဲ့နေရာမှာသူသူ energy တဲ့ energy ကြည့်ပေးမယ်နော်ဒီမှာတော့ချစ်ချင်းမေတ္တာလေးရိုက်တွေ့နေရပါလားအဲပိုင်ပိုင်3လေးရာလေး ိုင်သူမီးလေးရာလေးပြောမယ်တဖက်လူနဲ့ပတ်သက်ပြီးတော့မှလေအဲ giving and receiving ပေါ့နော်အပေးယူလေးကိုမျှတသားလေးနဲ့တွားခြင်းနဲ့တဖက်သူပုံမှာလည်းကိုယ့်ရဲ့အချက်ချင်းပြတာလေးဟာအဲအပြန်လန်လေးပေါ့ရှိနေရယ်ဆိုတဲ့အနေထားဘလို့ဖြစ်ချင်းမျိုးဖြစ်ဖြစ်ကိုလက်ခံတယ်ဆိုတဲ့အနေထားနဲ့တဖက်သူတော့သူကိုကတော့လေးစောင့်မျှော်နေတာမျိုးအဲချစ်တည်ပေးခြင်းတဲ့အနေထားမျိုးတော့တွေ့နေရတယ်ပေါ့နော်တေချာတော့ကိုတဖက်သူဟိုပြောမှဆိုရင်အရန်ချစ်နေရဆိုတဲ့အနေထားပေါ့နော်ချစ်ချင်းပြတာလေးအပြည့်အဝရှိရဆိုတဲ့အနေထားလည်းတွေ့ရတယ်ပေါ့နော် အဲအကိုညီသူညီမပေါ့နော်ကိုဘကအဲကိုဘကအပေးအပေးနဲ့သူကိုဘကလက်ခံရရှိတဲ့အရာနဲ့အပေးတာနဲ့လက်ခံရရှိရတဲ့ကိုတစ်ဖက်ပိုင်တရီလေးညာညီမလိုချင်တာမျိုးပေါ့နော်ကိုဘကအရင်ချစ်ပေးတာမျိုးပိုင်ဝန်းလေးညာမလိုချင်ချစ်တာတော့ချစ်တယ်ဒါပေမဲ့ကိုဘကချစ်တာနဲ့ညီမတဲ့အဲဟိုပေါ့ဟိုလက်ခံရရှိရဲ့သူ့ဘက်ကချက်ချင်းတရားကိုလည်းအပြည့်ဝလိုချင်တယ်ဆိုတဲ့အနေထားတွေ့ရတယ်ပေါ့နော်ဒီမှာဆိုရင်တစ်ဖက်သူနဲ့ပတ်သက်ပြီးကိုယ့်ရဲ့ချက်ချင်းမိသားစုရဲ့အပြည့်ဝရှိရဲ့ဆိုတဲ့အနေထားတော့တွေ့ရတယ် โอ้ตะဖတ်သူတဲ့ตะဖတ်သူကဒီမှာတင့်ကြောင်တွေးနေရဆိုတော့ तू စိတ်နှက်ခွားတယ်ဖြစ်နေဒီပုံမြင်ရကျွန်မလေး high pretense ကိုတော့မြင်နေတယ်လို့ပဲ तू emotion တော့ရှိရဲ့ဒါပေမဲ့ emotion ကတော့တင့်ပုံမှာတော့ဟိုတွေးတော့တွေးရတာဒါပေမဲ့ तू နည်းနည်းစဉ်းစားနေရပါတင်းနေပတ်သက်ပြီးတချို့ရလေး तू စဉ်းစားနေတယ်ဘာလို့ရင်ကောင်းလဲဆိုအနေထားမျိုးဆိုတော့ကြည့်ရတာလေตะဖတ်သူကအတွေးများတယ်ဗောနော်အတွေးများတယ်နည်းနည်းလေးကိုသူကိုနဲ့ပတ်သက်တဲ့အရာတွေကိုတော့ဒီမှာမြင်ရတာတော့ချင်းချင်းမြင်တာတွေကတော့တွေ့ရောတွေ့ရတယ်အရင်ရောမဟုတ်ဘောနော် ကြည့်ရတာတင်းတင်းတူနေကြမှာလေအမ်နည်းလေး over relationship ကနည်းလေးပေါ့နော်ဟိုကြာခဲ့တယ်ဆိုအနေထားမျိုးတချို့တွေ့ရတယ်ကြာခဲ့ကြာတဲ့အနေထားမျိုးလည်းရှိတွေ့ရတယ်ပေါ့နော်ဒီနေ့ထောက်မှာနည်းလေးသူ့ဘက်ကဘယ်လိုမျိုးလဲသူစဉ်းစားနေရသူအတွေ့အများနေရတစ်ဖက်သူကလေကိုကကိုအကြောင်းတော့တွေးနေတယ်ပေါ့နော်သူဘယ်လိုဆက်သွားရင်ကောင်းမလဲဆိုအနေထားကို့ရောချစ်တယ်ဒါမဲ့သူ့ ူဘုရားမှာသူလုံးဆရာလေးလည်းသူရှိနေတယ်ကိုဘကသူမှကြည့်ရတာလေကိုဘကအချိန်ကာလတစ်ခုတော့တောင်းဆိုတာပြောလဲရှိကောင်းရှိလိမ့်မယ်ဘောတော့သူကိုနဲ့သူနဲ့ကြမှာအချိန်ကာလတစ်ခုတောင်းဆိုတာရှိကောင်းရှိလိမ့်မယ်ဒီနေ့ထားမှာဆိုသူစဉ်းစားနေတာမျိုးကိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေသူလည်းတွေးနေတယ်ဘောတော့သူကလည်းကိုဘကလည်းတွေးနေသူကလည်းကိုအကြောင်းလည်းတွေးနေတဲ့အနေအထားမျိုးပေါ့နော်ကြည့်ရတာဒီမှာကမလေးကကြည့်ရတာလေမျိုးသားမျိုးမျိုးသူမျိုးဖြစ်ဖြစ်ပေါ့နော်နက်လေးသူတွေးနေတာ ို့ရှင်ပြန်လာဖို့အတွက်ဒီဘက်မှာလည်းကိုယ်ရဲ့လှုပ်ရှားလေးရှိအနေထားလို့ဒီမှာတော့ emotion ရောတွေ့ရတယ် emotion ကတော့တရားမှာဆိုရင်တော့စံဒီပါတော့ရှိပါတယ်တွေ့ရတဲ့အနေထားမှာတော့လေဒီမှာကိုယ်ရှင်ပြန်လာဖို့ဆိုတော့သူတွေ့ရောတွေ့နေရယ်ပေါ့နော်ချက်ချင်းပြတာတကယ်တော့အဲနည်းနည်းလေးတော့ညံတော့ချက်မှာ ADHD အဆင်ပေါ်နည်းနည်းလေးရှိတယ်လို့ခံစားရတယ်အဲဒီဘက်မှာတော့ပိုင်သူလေးရအရင်ကတော့အေးဆက်မှုတော့တိတ်တော့မဟုတ်ဘူးဒါပေမဲ့သူ့ဘက်ကတော့နည်းနည်းအေးဆက်ချင်တဲ့အနေထားပေါ့နော် အဲလာလက်လာခြင်းနဲ့လာလက်မလာခြင်းဘူးအဲအဲ့လိုမျိုးတစ်ခါသေးစိတ်ကနှစ်ခွဖြစ်တာမျိုးပေါ့အဲအဲ့လိုမျိုးတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ तू ကတော့ကိုယ်နဲ့ပတ်သက်တဲ့အကြောင်းပါကိုယ်နဲ့ပတ်သက်တဲ့ဒီဟို relationship တစ်ခုနည်းနည်းလေးကြာနေရဆိုအနေထားမှာဆိုလဲ तू တန်ရောဆင်ကတော့ကိုယ်နဲ့ပတ်သက်ပြီးတော့မှတန်ရောဆင်ရဲ့အတဏ္ဍာတစ်ခုမှာတော့ရှိရဆိုအနေထားတွေ့ရတယ်ဆိုတော့လေအဲ့တော့ तू ပြန်လာမှဆိုကျွန်မဒါလေးနဲ့ပြောတော့ကလေးကျွန်မရှိမယ်နော်အဲ့တော့ပိုင်ထူးလေးစီတစ်ဖက်တစ်ပြန်လာမှပြချင်ပါတယ် မသလေးသူစိတ်ဆုံးဖြစ်နိုင်မှုဖြစ်နေရပါတော့ဟိုခါကလေးကိုသူ့နဲ့ကိုနဲ့ချမ်းမှာဟိုအေးဆက်တဲ့ connection မျိုးတစ်ခုလည်းခါကြရင်ဖြစ်သွားတယ်ခါကြရင်အေးဆက်သွားတယ်ခါကြရင်အဆင်ပြေသွားတယ်အဖြစ်ဖြစ်နိုင်ပါတော့ဒါလည်းဒီတစ်ဖက်သူကလည်းနန်းလေးသူ့ရဲ့တစ်ဖက်မှာလည်းသူ BC ပေါ့အဲ့လိုများတဲ့အပိုင်းမှာလည်းနန်းလေးအပေါ်မှာအာရုံများလို့ရှိရင်ဒီဘက်ကိုသူဟိုအာရုံမဆက်နိုင်တော့ဘူးကွာအဲ့လိုအနေထားမျိုးဖြစ်နေဒါပေမဲ့ကိုကတော့ပိုင်းထူးလေးရတော့သူ့ဘက်ကိုဘလို့အနေထားမျိုးဖြစ်ဖြစ်ကိုကလက်ခံခြင်းနဲ့ချက်ချင်းနဲ့ဆိုအနေထားတော့ပိုင်းထူးလေးရတော့အရှိရေပေါ့နော်အဲ့တော့ ကိုကတစ်ဖက်လူပို့ပြီးတော့ချစ်နေတဲ့အနေထားမျိုးပေါ့နော်အဲ့တော့တစ်ဖက်သူကတော့ချစ်တော့ချစ်တယ်ဒါပေမဲ့တွေ့ဝေတယ်ပေါ့နော်အဲ့လိုမျိုးကြွရချစ်တော့ချစ်တယ်တွေ့ဝေတယ်ဆိုတဲ့အနေထားမျိုးပေါ့အဲ့တော့ပိုင်ထူးလေးစီတစ်ဖက်သူပြန်လာမလားဆိုတော့သိချင်ပါတယ်တပိုင်ထူးလေးစီတစ်ဖက်သူပြန်လာသိချင်ပါတယ်အဲ့တော့ပိုင်ထူးလေးစီတစ်ဖက်သူပြန်လာတော့သိချင်ပါတယ်ပိုင်ထူးလေးစီတစ်ဖက်သူပြန်လာမလားသိချင်ပါတယ်ပိုင်ထူးလေးစီတစ်ဖက်သူပြန်လာမလားဆိုတော့သိချင်ပါတယ် ဒီမှာမိကဆွေမယ်နော်ပိုင်းထင်းတစ်ခါတူကြလာမှပြချင်ပါတယ်ပိုင်းထင်းတစ်ခါတူကြလာမှပြချင်ပါတယ်ခုကြောင့်သူစဉ်းစားနေတယ်ပိုင်းထင်းတစ်ခါတူကြလာမလားပြချင်ပါတယ်ဆိုစဉ်းစားနေတယ်ခွေးတော့ကခင်းတော့ဝက်ပါ အဲ့တော့ emotion ကဒီမှာကြည့်ရအရင်ကြီးတော့လေကို့ပေါ်ဒီမှာကြည့်ရအရင်ကြီး emotion ကို့ဘက်ကတာသူ့ဘက်ကိုလိုလားရှိနေတာသူ့ဘက်ကကိုယ်နဲ့ပတ်သက်ပြီးတော့မှလေအရင်ကြီးတော့ဒီမှာတော့တိတ်တော့မတွေ့တော့ဒါမှခင်းတော့မှစပါဆိုရင်တော့အမ်ဘာဒီကို့ကြောင့်သူစဉ်ဆုံးဖြတ်နေရတယ်မှာသူစဉ်းစားနေတယ်မှာမျက်စိလေးမှိတ်ပြီးတော့မှသူလေညာဘက်အိမ်မှာဆိုရင်ကိုယ့်စီပြန်လာဖို့မလားဖို့တော့စဉ်းစားနေတယ်ဒီမှာသူ့တော့ပေါ်ကျုံမှာဆိုတော့အရင်ကြီး emotion ကတော့ကိုယ်နဲ့ပတ်သက်ပြီးတော့မှအရင်ကြီးတော့တိတ်တော့မတွေ့ရဘူးဒါမှ တင့်ကိုပေးထားတဲ့ဂရိကကဘောတစ်ခုတော့ရှိကောင်းရှိနေမယ်ပေါ့နော်ဒီအနေထားမှာဆိုနှစ်ပြန်သုံးတက်နေစဉ်းစားနေရဆိုတဲ့အနေထားမျိုးတော့တွေ့ရတယ်ဆိုတော့လေပြန်လာဖို့လို့ရှိပါတယ်ဒီမှာကင်းတော့ဝင်ပြန်လာဖို့လို့ရှိရင်တော့ကင်းတော့ဝင်အနေနဲ့ပြန်လာဖို့ရှိရဲ့ခင်းတော့ကတ်ဆိုကို့တော့အများတန်းကိုအအောင်ဆိုင်နေဟိုပေါ့သူသတိရတိုင်းတော့အအောင်တော့ဆိုင်တယ်ဒီမှာတော့ကင်းတော့ဝင်ဆိုတော့လေသူကိုနဲ့သားမှာဂရိတစ်ခုတော့ပေးထားတာရှိနေမယ်ဒီဂရိတစ်ခုတီးဖို့အတွက်အရင်ကြီးတော့ဟိုဘာလို့လဲဟိုသူဂရိကိုသူကဂရိတစ်ခုကိုဘာလို့လဲ ်တမိုးထားတဲ့သူမျိုးပေါ့နော်ဒီအခုကိုပေးထားတဲ့ကလေးကိုတမိုးထားတဲ့အဲဒါနဲ့ဟိုသူ့လက်ရှိအနေထားမှာဆိုအရင်ကိုနဲ့ပတ်သက်ပြီးတော့မှ emotion ကဟိုရှိတော့ရှိတယ်အပြည့်အဝရောတိတ်တော့မတွေ့ရဘူးပေါ့တခြားတော့သူတောင်အလုပ်များနေတာကောင်းလည်းဖြစ်ကောင်းဖြစ်နေမယ်သူ့ဘဝအတွက်သူစူးစမ်းအထောက်ကအားလည်းဖြစ်ဖြစ်နေမယ်ပေါ့နော်ဒီမှာခင်းတော်ဝမ်းကတော့တခြားတော့သူ့ကိုရှိတော့ပြန်လာဖို့တော့ရှိပါတယ်နော်ပြန်လာဖို့တော့ရှိပါတယ်ပိုင်း3လေးနော်ပြန်လာဖို့တော့ရှိပါတယ်အဲပြောမှဆိုရင် သူအလုပ်တွေအတွက်ကိုနည်းနည်းလေးသူကြိုးစင်းဟိုရှင်းရှင်းတော့မဟုတ်သေးဒီ energy ကပိုင်တွန်းနေတော့မတူဘူး။ငနေကြအောင်မယ်ဆိုတဲ့အနေထားမျိုးပေါ့နော်။တစ်ဖက်သူကပြန်လာမယ်။ကြာမယ်စောင့်ဝင်ရမယ်။ဟိုသူလုံးဆရာရှိရလေးသူအကောင့်ထဲပေါ်ဖို့အတွက်သူစူးစမ်းမှုတစ်ခုလေးအတွက်သူတွားပြီးတော့မှသိချင်ရောက်လာမယ်ဆိုတဲ့အနေထားမျိုးတော့တွေးရတယ်ဆိုတော့လေအော်ပိုင်တွန်းလေးကတစ်ဖက်သူကပြန်လာမှာပါနော်။ပြန်လာမှာပါ။အဲ့တော့ပြန်မဆိုသူနည်းနည်းလေးဒီဒီကြားကာလမှာဆိုတဲ့စဉ်းစားရတယ်သူအလုပ်သူအလုပ်လေး သူ့လုပ်တယ်မပြီးမှဆိုတာမပြီးမှဆိုတယ်သူဖြစ်ချင်တဲ့အရာတွေနဲ့တင့်ကိုပေးထားခရီးကြားထဲမှာဆိုရင်အဲဘယ်လိုမျိုးလဲတင့်ကိုတော့ခရီးတော့ပေးထားပြီးွားတင်သူပြီးရဲ့သူ့လုပ်နေရအလုပ်တွေဟိုလုပ်တွေကတင့်ကိုခရီးပေးတဲ့မတိုင်ခင်မပြီးမှဆိုတာပေါ့နော်မပြီးပြတ်သွားမှဆိုရင်နာအနေထားမျိုးနဲ့သူသွေးနေတယ်စဉ်းစားတယ်ဆုံးဖြတ်နေတဲ့အနေထားမျိုးဒါပေမဲ့တင့်ချင်သူလာမှာပေါ့နော်ခင်းတော့ကအနေထားနဲ့အဲတင်နေပဲသူတော်ဖို့ရှိရဆိုအနေထားတွေ့ရတယ်เนาะပိုင်း3လေးတွေကလေအော်တေချာတော့သူနောက်ပိုင်းရတော့တင်းနဲ့ပတ်သက်ပြီးတော့မှဟို ကျမရှိရတာလေကျမခံစားမိတာလေတချို့လေ long distance လေးရှိတယ်မသလား long distance မှာဆိုရင်ငလေးတွေးအချင်းနေွားတာပေါ့တွေးအချင်းွားတာဒါပေမဲ့လေကိုကအရင်ကပေးခဲ့တဲ့တစ်ဖက်သူကကိုပေးခဲ့တဲ့ grade တစ်ခုပါဆိုရင် तू ကငါ grade 3နဲ့ပဲသူ့ဘောငါဘလို့ပဲအဲဟိုပေါ့နော်ဟိုနှစ်တည်း तू ငါဘော तू ကတော့ငါဘော grade ေါ့နော်အာကသူ့ sorry ပန်ဒရီလေးကပန်ဒရီလိုငါဂရိပေးထားခဲ့တဲ့တစ်ဖက်လိုကတော့အဲ့ဒီဂရိတိုင်းကတည်ရမယ်ဆိုတဲ့အနေထားကိုသူ့ခေါင်းထဲမှာအများနဲ့ရှိရဆိုတဲ့အနေထားပေါ့ဂရိရှိဂရိရှိတဲ့ဂရိတည်တယ်ဘလို့ပဲအဆက်အသွယ်တွေကျွတ်သွားပါစေပြန်ပြီးသူပြန်ဆက်တယ်မှာပဲပန်ထွေးလေးတွေပေါ့နော်ဟောနည်းနည်းလေးလက်ရှိမှာနည်းနည်းသူ emotion နည်းနည်းလေးပေါ့အလုပ်ဖက်အောင်ပြောက်တဲ့ခါမှာဒီဘက်ကိုယ်နဲ့ပတ်သက်တဲ့ emotion တွေဝါရမျိုးကြေကောင်းဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့သူ့ကိုရှိလာဖို့ရရှိရဲ့ တော့သူအလုံးနဲ့ပတ်သက်တဲ့အနေအားပင်မနာမျိုးကြောင့်လည်းစိတ်ပင်မနာမှုကြောင့်လည်းပင်မနာလေးအနာဂူလာလည်းဖြစ်ကောင်းဖြစ်နိုင်မယ်ပေါ့နော်အဲ့တော့နန်းလေးတွေးပြီးတော့စဉ်းစားရလည်းဖြစ်နိုင်မယ်ဒီချာတော့သူကိုယ့်ရှင်ပြန်လာဖို့ရှိပါတယ်နော်ပိုင်ထွေးလေးလေးမစိုးရင်ပါနဲ့တစ်ခါတူကတော့ကိုယ့်ရှင်ပြန်လာဖို့ရှိပါတယ်အဲ့တော့ဟိုသူ့မှာကို့တော့တဖြည်းဖြည်းနဲ့တော့သူဒီလက်ရှိအနေထားမှာဆိုတော့ဟိုရှိရတာလေသူကိုယ်နဲ့ပတ်သက်တဲ့ဒီ plan တွေတော့ရှိရဲ့ ဟိုပိုင်သူပိုင်သူလေးရာသူနဲ့ပတ်သက်ပြီးဒီခါလေးချင် ATA ဆက်ခန်းစားရမျိုးလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ဒီမှာလည်းထားမှာကျွန်မသိရလေသူကတော့ကိုနဲ့ပတ်သက်တဲ့အရာလေးတော့ရှိရရှင်ထဲမှာတော့ရှိရတိတ်ပြီးတော့လေအဲပြင်လို့လဲရှင်ထဲမှာရှိပြီးတော့မှတိတ်ပေါ်ပြတတ်တဲ့သူမျိုးလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်တစ်ခါတူပါလေအဲ့တော့သူပြန်လာဖို့ရှိရကိုနဲ့ပြန်လာပြီးတော့တွေ့ဖို့ရှိတယ်ဒါပေမဲ့အချိန်ကလာကတော့နည်းဆောင်းအောင်မယ်ဆိုနေထားပါတော့နည်းလေးကြောင်အောင်မယ်ဆောင်းအောင်မယ် အဲ့တင်နဲ့ဂရိပေးတဲ့မတိုင်ခင်မှာတော့သူ့အလုပ်လေးပြပြအောင်သူလုပ်ပြီးတော့မှတင်ဂရိတိုင်းရောသူဂရိပေးတဲ့အတိုင်းတချို့လေဂရိပေးတာရှိကောင်းရှိနေမှာအဂရိတိုင်းလေးရောသူဒီဘောနော်သူကိုရှိပြန်လာမယ်ဆိုတော့အနေထားလေးတွေ့ရပါတယ်နော်အဲ့ပိုင်းသူကြီးကတော့သူပြန်လာမလားဆိုပြန်လာမယ်အချိန်ကာလတော့စောင့်ရမယ်နော်အဲ့ပိုင်း3လေးတို့ကတော့ဒီလောက်ပါပဲအဲ့တော့ပိုင်း3လေးလည်းဒီဗီဒီယိုလေးကိုကျင်းနေမလို့ဆုံးလဲပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာတွေ့ကြမှာနော်ကျွန်မရဲ့ channel ကိုလည်း subscribe လုပ်ပေးပါအောင်နော်